ဖြစ်ကြောင်းသိရပါဗျ။ဤစာကတရက်ကို11500ဥပဒေပါခန်းစားခွင့်အပြည့်အချိန်ပိုကြီး2100နဲ့အဖူကန်ကြီး15000နဲ့နှစ်ကြီး33500တို့နဲ့ပြည်လမှုရရှိခဲ့ရဖြစ်တယ်လို့သိရပါဗျ။အခုလိုပြည်လမှုရရှိခဲ့ရကအလုပ်သမားတွေရဲ့စီလုံးနဲ့တောင်းဆိုချက်တွေနဲ့ညှိနှိုင်းတက်မှုတွေကြောင့်ဖြစ်တယ်လို့တွေးစီညညတော်တမကများဖွဲ့ချုပ်မြန်မာ SDUM ကဒေါ်မျိုးမျိုးအေးကပြောပါဗျ။ တဲ့ဒီတမကစိတ်ထဲနဲ့သူတို့လုတ်သွားတဲ့အတွက်ကျွန်မကတော့ဒီရာကိုဟိုလုတ်သွားကိစ္စတွေကကြတော့အတန်နှောင်းထောင်ရတယ်ဘူးမဲ့ကြည်ရအောင်ဒီ moment လေးဒီအတန်နေကိုချန်တဲ့အဲဒီအဲ့လိုဆက်ယုံနေပြီပေါ့နော်တမကတွေကအထူးယူစီခြင်းနဲ့ဟိုချီလက်ချီကျူးတဲ့ကောင်းတဲ့ကောင်းပြူပါတယ်တတန်နဲ့ထွက်ဖို့ဆိုတာလို့ဘာလောကမှာခက်တယ်အဲတတောင်းနှစ်ထောင်ရမှပဲရက်မယ်တို့ဟိုဆုံးဖြတ်တယ်စူးစီးမနည်းအောင်ပြီးဘူးပေါ့နော် အော်ဒီတော့တော့ငါတို့ရတော့မယ်လို့ပြောနိုင်တယ်အားလုံးကအတူတူပဲတတန်လေးဖြစ်သွားတဲ့အတွက်လည်းကျွန်မကပို့ပြီးတော့သူတို့ကိုချီးကျူးပြပါတယ်ရှင်ဂူဟူဝါဂယ်လိုရီဆက်ယုံအတွင်းမှာပဲ GDIG ဆက်ယုံငယ်ပေါင်း၄ခုရှိပြီးဝန်ထမ်းတထောင်ကျော်နဲ့လည်ပတ်နေတဲ့ only နဲ့ back seller brand တွေချုပ်လုပ်တဲ့စက်ယုံတစ်ခုလည်းဖြစ်ပါတယ်။အခုလိုသဘောတူညီချက်ကဇွန်လ၁ရက်မှာစပြီးအသက်ဝင်မှာဖြစ်ကြောင်းလည်းသိရပါဗျ။ဒီကနေ့မေလ29ရက်နေ့မနက်မှာတော့ GDIG UNG ယုံဝန်းက အလုတ်သမားတွေကလည်းအခြေခံလောက်ခလာစာဒေးဂျေးတောင်းသုံးအောင်ကြက်တူးမြင့်ပေးဖို့နဲ့အချိန်ဘိုဂျေးသုံးအောင်ကြက်တူးမြင့်ပေးဖို့ဥပဒေပါခန်းစားခွင့်တွေကိုလည်းတောင်းသုံးအောင်ကြက်သတ်မှတ်ပေးဖို့အချက်၃ချက်ကိုတောင်းဆိုနေကြကြောင်း SDUM ကနေသိရပါဗယ်လက်ရှိအာဆီယံဒေသတွေနိုင်ငံတွေရဲ့တရက်အခြေခံလောက်ခလာစာတွေထဲမှာမလေးရှားနိုင်ငံက17.48ဒေါ်လာနဲ့အမြင့်ဆုံးဖြစ်ပြီးထိုင်းနိုင်ငံကတော့10.81ဒေါ်လာနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ကမ္ဘောဒီးယားဖိလစ်ပိုင်ဗီယက်နမ်အင်ဒိုနီးရှားတို့ကအစဉ်လိုက်ရှိနေပြီးမြန်မာနိုင်ငံမှာတော့နှစ်သက်သမ95ဒေါ်လာနဲ့အနည်းဆုံးနေရာမှာရှိနေပါတယ်။ကျမဟိုပြပါ။မန္တလေးမြို့ Sky Villa ဆောင်းကနေမြို့သမီးရုပ်လောင်း၃လောင်းနဲ့ရွှေတပိတ်သားခွဲဝန်းကျင်အပြင်ရွှေတယ်နဲ့ငွေကြက်သိန်း၁၀၀၀လောက်မေလ29ရက်နေ့မှာရှာဖွေတွေ့ရှိတယ်လို့မိသားတစ်ဖွဲ့ကထုတ်ပြန်ပါတယ်။ ရန်တရားတွေနဲ့ရှင်းလင်းရှာဖွေနေရမှာဘီအဆောင်အခက်အမှတ် J4 ကနေမနက်9:00နာရီကမြို့သမီး2ယောက်9:45မိနစ်မှာမြို့သမီးတယောက်စစ်စုပ်ပေါင်းမြို့သမီး3ယောက်ရဲ့ရုပ်အလောင်းတွေထုတ်ယူရရှိခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့ဘီအဆောင်အခန်းအမှတ် H7 ကနေမြန်မာငွေ3950ကျော်နဲ့ရွှေ30ကျပ်သား9တုံး5ကျပ်သား4တုံးအပြင်ရွှေတုံးတချို့နဲ့လက်ဝတ်ရတနာတွေအပါအဝင်စာချုပ်စာတမ်းတချို့ကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီပစ္စည်းတွေကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတဆင့်ပိုင်ရှင် ဖြစ်သူစီ လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။အင်အားပြင်းကလင်ကျောင်းမန္တလေးက Sky Villa အင်ဂျင်ကွန်ဒိုနဲ့ Great World Hotel တို့မှာလူအသေးပြောက်အများဆုံးဖြစ်ခဲ့ပြီး Sky Villa ကနေဒီကနေ့အချိန်ထိ ရုပ်အလောင်း130ဝန်းကျင်ရှာဖွေတွေ့ရှိထားပါတယ်ရှင်။ ထိုင်းဘတ်ငွေတစ်ပတ်ကိုမြန်မာငွေ132ကျပ်နှုန်းနဲ့ထိုင်းဘတ်1.8တန်ကျော်ကိုစစ်ကောင်စီဗဟိုဘဏ်ကမေလ26ရက်မှာထမံထုတ်ရောင်းပေးခဲ့ပါတယ်စစ်ကောင်စီဘဟုပန်ဟာခုသတင်းပတ်အတွင်းမှာစစ်စုပ်ပေါင်းထိုင်ဘတ်ငွေ14.6တန်းကျော်အထိထုတ်ရောင်းထားတာပါ။ဒါပေမဲ့ဒေါ်လာရောင်းချမှုအနေနဲ့ကတော့ပြီးခဲ့တဲ့သတင်းတစ်ပတ်အတွင်းဒေါ်လာတသန်းနီးပါးသာတွေ့ရပြီးတရုတ်ယွမ်ငွေရောင်းချပေးမှုကလည်းတသန်းကျော်သာရှိပါသေးတယ်။ စက်ကောင်စီဘိုဟိုဘန်ဟာစက်တုံးစီအပါအဝင်အရေးကြီးကုန်စီတွေတင်သွင်းမှုအတွက်ကုန်တယ်ရေလိုအပ်တဲ့နိုင်ငံခြားငွေတွေကို FX Market Online Trading Platform ကတစ်ဆင့်နှုံထားတစ်ခုနဲ့အယောင်ချပေးနေတာပါပိကရ2024ခုနှစ်နှစ်လပိုင်းကစပြီးဗဟိုဘဏ်ရဲ့ထိုင်းဘတ်ငွေဈေးနဲ့တရုတ်ယွမ်ငွေရောင်းဈေးသမှတ်ချက်ဟာဒေါ်လာဈေးနဲ့အပြိုင်တည်းရိပ်မြင့်တက်လာခဲ့ပါတယ်။ စစ်ကောင်စီဘိုဟိုပန်ဟာနိုင်ငံခြားငွေဈေးသတ်မှတ်ချက်တွေကိုတဖြည်းဖြည်းတိုးမြှင့်သတ်မှတ်လာခဲ့တာဖြစ်ပြီးမေလ26ရက်မှာဘိုဟိုပန်ကရောင်းချပေးနေတဲ့နိုင်ငံခြားငွေဈေးနှုန်းတွေကတော့အမေရိကန်ဒေါ်လာကို3680ကျပ်ထိုင်းဘတ်တစ်ပတ်ကို132ကျပ်နဲ့တရုတ်ယွမ်တရုတ်ယွမ်ကို946.60ကျပ်ဖြစ်ပါတယ်ရှင်။ မကွေးတိုင်းအညာဒေသအခြေဆိုင်တပြေတော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတပ်ကွယ်တွေမှအုံပြုဖို့မောင်းသူမဲ့ကရေဒီယိုကွန်ထရိုးကာ RC ကားကိုတီထွင်အောင်မြင်ခဲ့တဲ့အကြောင်းပြီးခရက်ရက်ပိုင်းကသူတို့ရဲ့လူမှုကွန်ရက်ဆာမနာကနေထုတ်ပြန်ပြသခဲ့ပါတယ်ပထမဦးဆုံးအကဖြစ်တဲ့အတွက်စံသက်ပြင်ဆင်ချိန်က6လလောက်ကြာမြင့်ခဲ့ပြီးတပ်ဖွဲ့တွေမှအုံပြုဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ အဲ့ဒီမောင်းသူမဲ့ကားကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအထက်မှာတီထွင်အောင်မြင်ခဲ့ပေမဲ့အခု2025ခုနှစ်မေလ26ရက်နေ့မှာပြည်သူတွေကိုချပြခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်တပ်ဖွဲ့တွေမှာတော်လှန်ရေးရဲဘော်တွေရဲ့လူသားအရင်းမြစ်တွေဆုံးရှုံးထိခိုက်မှုနည်းနိုင်သမျှအနေအောင်နေပညာနဲ့တိုက်တဲ့စစ်ပွဲတွေဆင်နွှဲနိုင်ဖို့ရည်ရွယ်ပြီးအစစ်မြစ်နဲ့အဝေးထိန် control စနစ်တွေမြင့်တင်နိုင်ဖို့ကြိုးစားနေတယ်လို့လည်းတပ်ဖွဲ့တာဝန်ခံရဲဘော်ဂိတ်ဆုံးက DPP ကိုပြောပါတယ် အဲ့ဒီ RC ကားတွေတွင်တွင်ကြဲကြဲထထုတ်အသုံးပြုနိုင်ဖို့အတွက်လည်း NUG အပြင်တခြားမဟာမိတ်အဖွဲ့တွေနဲ့ပြည်သူလူထုရဲ့ပတ်မိုးမှုတွေကိုလည်းမျှော်လင့်တယ်လို့တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောကြားထားပါတယ်ရှင်။ မကွေးဘူအကျဉ်းထောင်မှာအကျဉ်းဦးစီးဝန်ထမ်းတွေကတနက်နေ့ပြစ်ခတ်လို့နိုင်ငံအကျဉ်းသားတွေဆုံးသူ9ယောက်ထိရှိလာနေပြီးရိုက်နှက်ခံရသူတွေလည်းဆေးဝါးကုသခွင့်ဆုံးရှုံးနေကြရတယ်လို့ထောင်တွင်းသတင်းရင်းမြစ်တွေနဲ့နိုင်ငံအကျဉ်းသားတွေအခွင့်အရေးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ပြီးခဲ့တဲ့ဧပြီလ13ရက်နေ့ညနေ6နာရီဝန်းကျင်မှာမကွေးတိုင်းမကွေးဘိုအကျင်းထောင်ရှိမှာစစ်ကောင်စီတပ်နဲ့ဒေသပြည်သူကောက်ကွယ်ရေးအဖွဲ့တွေကြားပစ်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းအကျင်းထောင်တွင်မှာလည်းအကျင်းဦးစည်းဝန်ထမ်းတွေနဲ့အကျင်းသားတွေကြားနှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့ပါတယ်အဲ့ဒီတင်းမာမှုတွေဖြစ်နေချိန်မှာပဲထောင်ဘူးဝါနဲ့ကင်းမျော်စင်ကအချင်းဥစည်းဝန်ထဲတွေကတနေ့နဲ့ပြစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်ထောင်တွင်းဓမာယုံမှာနေထိုင်တဲ့နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင် အနည်းဆုံး9ယောက်အထိတေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNM ရဲ့ဗဟိုဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောပါရယ်ပြစ်ခတ်မှုဖြိုခွင်းမှုဖြစ်စင်ပါတယ်အနည်းဆုံး9ဦးတေဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဒီထဲမှာ3ဦးလောက်ရဲ့ အဲနာမည်တွေကိုတော့ကျွန်တော်တို့သိရှိရပါမယ် channel နှစ်ဦးရဲ့နာမည်ကိုဆက်ပြီးမှစစ်စစ်တည်ပြုနေရဆဲဖြစ်ပါတယ်ဒီလိုမျိုးအဲ့ဒီဖြစ်စဉ်မှာရိုက်နှက်ခံရတဲ့အတူတွေပါဝင်မင်းမြန်းတဲ့အချိန်မှာရိုက်နှက်ဆစ်ဆေးခံရတာဖြစ်တဲ့အတွက်အဲထိခိုက်ဒဏ်ရာတွေနာကျင်ဝေဒနာတွေခံစားနေရတဲ့နိုင်ငံချင်းသားတွေအနည်းဆုံး50ဝန်းကျင်ရှိပါတယ်လက်ရှိချိန်မှာစိုးရိမ်ရတဲ့လူတွေကိုတော့အဲဆေးဝါးကုတမှုတချို့ပေးပေမဲ့ပုံမှန်ထိခိုက်နာကျင်ဒဏ်ရာရတဲ့လူတွေကိုထိရောက်တဲ့ပေါ့နော်ဒီဆေးဝါးဆောင်ရှားမှုတွေမှန်ကန်တည်ကြတဲ့ စနစ်ကြတဲ့ဒီစေဝါကူတာမှုတွေပေးတာမရှိဘူးပေါ့နော်ဒီလိုအခြေအနေတွေတော့ဖြစ်ပေါ်နေပါတယ်ခင်ဗျအဲ့ဒီပြစ်ခတ်မှုဖြစ်စဉ်မှာနိုင်ငံရဲ့အကျဉ်းသားတွေပါဝင်တယ်လို့ထောက်အနာပိုင်တွေကဆွဆွဲပြီးနိုင်ငံရဲ့အကျဉ်းသား၄၀၀ကျော်ကိုမြေပြင်ပေါ်ဝန်လျားမောက်ခိုင်းကရိုက်နှက်ခဲ့တာကြောင့်နိုင်ငံရဲ့အကျဉ်းသားတွေရဲ့ခါ၆၀၀နဲ့တင်ပါတွေမှာရိုက်နှက်ဒဏ်ရာတွေအပြင်တနက်ဒဏ်ရာတွေလည်းရရှိခဲ့တယ်လို့ဆိုပါတယ် ဒါအပြင်ရိုက်နှက်ခံရသူတွေတဲ့ကမတရားပုံမှန်တွေနဲ့ဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားဥဝင်းဝင်းနဲ့ကိုဖြိုးတို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေဟာစူးစူးရော်ရိုက်နှက်ခံခဲ့ရပြီးအသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေမှာရှိနေပြီးတော့ထောက်အာဏာပိုင်တွေကဆေးကုသအခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ဆိုပါတယ်လက်ရှိမှာလေနိုင်ငံရဲ့အကျဉ်းသားနေရာကျော်ဟာထောင်အနာပိုင်တွေရဲ့ဆွဆွဲမှုနဲ့တိုက်ပိတ်ခံထားရကတလားကျော်ကြာမြင့်နေပြီဖြစ်ပြီးထောင်ဝင်စားတွဲခွင်းကိုလည်းလုံးဝပိတ်ပင်ထားစေဖြစ်ပါတယ် ဲ့ဒီဖြစ်စဉ်နောက်ပိုင်းနိုင်ငံရဲ့အကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကတိုက်ပိတ်စစ်ဆေးတာတွေလူမဆန်စော်ရိုက်နှက်နှိပ်စက်တာတွေအိတ်ဆောင်ခန့်ပိတ်တာတွေအပောင်းဝင်လူအခွင့်ရချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်လုံဆောင်လာနေတာပါဒီလိုလူခွင့်ချုပ်ပေါင်းမှုတွေကိုကိုယ်တိုင်ကိုကြကျူးလွန်နေတဲ့သူတွေပါဝင်ပတ်သက်နေတဲ့သူတွေအမိန်ပေးစီခိုင်းနေတဲ့သူတွေဒီလူတွေကတေချာပေါ့သူတို့တူညီတဲ့အဖြစ်အပျက်ရင်းကိုခံရမှာဖြစ်တယ်ဒီလူတွေအတွက်လည်းကျွန်တော်တို့ကစနစ်တကျကျွန်တော်တို့မှတ်တမ်းပြုစုနေတာတွေရှိတယ်တစ်ချိန်မှာကျွန်တော်တို့ တရားစွပ်စုအရေးအဖြစ်အရေးယူနိုင်ဖို့အတွက်ကိုကျွန်တော်စူးစမ်းနေတာရှိပါတယ်။ဒီလို human rights ခံရတဲ့နိုင်ငံချင်းသားတွေအားလုံးတရားမျှတမှုတည်ကြဖို့ပြန်လည်ရရှိရမှာဖြစ်တယ်။တရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့တွေလွတ်မြောက်နေတဲ့သူတွေကစူးစမ်းဝိုင်းပြီးတော့စူးစမ်းကြဖြစ်တယ်။စကောင်စီလက်အောက်ခံလူအခွင့်ရဲ့ကော်မရှင်ကလည်းအကျဉ်းထောက်ရအတွင်းစစ်ဆင်းနေကြောင်းပြောနေပေမဲ့ထောင်တွင်လူအခွင့်ရဲ့အကျဉ်းသားအခွင့်ရဲ့ထိုးပေါက်ခံရတဲ့ကိစ္စတွေကိုတော့ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်မေလ26ရက်နေ့အထိနိုင်ငံရဲ့အကျဉ်းသားများကုညင်စောက်ရှောင်ရဲ့အသင်း AAPP ကကောက်ယူရရှိထားတဲ့စင်းတွေအရဖန်ဆီးခံရသူနိုင်ငံရဲ့အကျဉ်းသားစုစုပေါင်း19184ယောက်ရှိခဲ့ပြီးတည်ဆုံးသူ6933ယောက်အထိရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။ကျွန်မကကြေခိုင်ပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဟာဗတ်တက္ကသိုလ်စီကထောက်ပံ့ငွေဒေါ်လာ3ဘီလီယံကိုယူပြီးအမေရိကန်ပြည်ထောင်စုတဝန်ကကုန်သွယ်ရေးကြောင်းတွေကိုပေးဖို့စဉ်းစားနေတယ်လို့မေလ26ရက်မှာပြောလိုက်ပါတယ်။အမေရိကန်အတွက်ဘလောက်ကြီးကျယ်ခံထားတဲ့ယင်းနှိမ့်နှံ့မှုတွေလိုအပ်နေသေးတာလဲလို့လည်းထရမ့်ကသူ့ရဲ့တရားဝင် Truth Social အကောင့်မှာတင်ပြခဲ့ပါတယ်။အမေရိကန်ပုဂ္ဂလိကသုတေသနတက္ကသိုလ်ရှစ်ခုစီးရင်ဝင်ဟာဗတ်ကိုနိုင်ငံသားကျောင်းသားတွေစီးရင်မသွင်းနိုင်အောင် ထရမ့်အစိုးရကပြင်ပပြီးတဲ့နောက်တပတ်မပြည့်မီမှာထရမ့်က Truth Social လူမှုကွန်ရက်ပေါ်မှာမှတ်ချက်ရေးသားခဲ့တာပါရှင်။ အစ်ဆွေတက်စစ်မှုလီယန်ဒလပ်ဟာလာမယ့်ရက်ပိုင်းအတွင်းမှာဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာစဉ်းစားဆုံးဖြတ်သွားမယ်လို့သိရပါတယ်။မန်စတီအကယ်ဒမီထွက်ကစားသမားလည်းဖြစ်အင်္ဂလန် U21 တက်စစ်မှုလည်းဖြစ်သူဒလပ်ဟာအစ်ဆွေအသင်းနဲ့အတူတန်ဆင်ခဲ့ရပေမဲ့ပရီးမီးယားလိဂ်အသင်းတွေရဲ့တရားဝင်ကမ်းလှမ်းမှုတွေလက်ခံရရှိထားတာပါ။ ပေါက်တန်း30ခန်းသာကုန်ကျနိုင်မဲ့ဒလပ်ကို ခေါ်ယူဖို့ Chelsea, Man U, Newcastle နဲ့ Everton အသင်းတွေကတရားဝင်ကလန့်ထားပြီးဘယ်အသင်းကိုရွေးချယ်မလဲဆိုတာရပ်ပိုင်းအတွင်းမှာဆုံးဖြတ်ချက်ချမယ်လို့သိရပါတယ်။ဒလပ်ဟာ Chelsea အပါအဝင် Man United အသင်းတာဝန်ရှိသူတွေနဲ့လည်းပြောင်းရွှေ့ကိစ္စဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့်နောက်ဆုံးဆုံးဖြတ်ချက်ကိုရပ်ပိုင်းအတွင်းမှာစဉ်းစားဆုံးဖြတ်သွားမယ်လို့သိရပါတယ်ရှင်။ DPPO မြန်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပြရရှိတဲ့တွင်ကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါပါကျမကတော့ချီချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင် DPP ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငားပေးစာများဖတ်ကြားခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့ကောင်ကျော်မင်္ဂလာပါရှင့်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော့တူ DPP အစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်ရှိလာပြီပေါ့နော် ီတစ်ပတ်မှာပေးတာတွေထဲကမှပထမဦးဆုံးဖတ်ကြားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းထီးချိုင်မြို့နယ်ကပေးပို့လာတဲ့ရင်ဖွင့်စာနဲ့အရေးဆုံးစတင်ခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ရေကျွန်တော်ကတော့ထီးချိုင်မြို့ကပါကျွန်တော်တို့ဒေတာဘက်မှာဖုန်းလိုင်းတွေပြတ်တောက်နေတာ6လဝန်းကျင်ရှိနေပါပြီ Wi-Fi စိုင်းတော့ဖွင့်ထားပါတယ်ဒါပေမဲ့လူစုလူဝေးနေရာဆိုတော့လေးရင်တန်းကြီးကြားရင်မသွားရဲတော့ပါဘူးလုပ်ငန်းကိစ္စတွေ တခြားဒေသကကုမိသားစုဝင်တွေကိုပြောစရာရှိတာတွေပဲဖြစ်ဖြစ်အရေးအကြောင်းတရွာနဲ့တရွာဆက်သွယ်စရာ ဖြစ်ဖြစ်တတော်ကြီးကိုအခက်ခဲတွေဖြစ်နေပါတယ်အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကလည်း၃နှစ်ကျော်လာပါပြီတဘာဝကပ်ပြီးရောစစ်ရောအကုန်ဖြစ်ပြက်နေတဲ့ခက်ပြက်ကြီးထဲမှာအင်တာနက်လိုင်းမရရင်တော့အရေးအကြောင်းဆက်သွယ်စရာ ဖုန်းလိုင်းလေးတော့ပြန်ရချင်ပါတယ်လူသားချင်းစာနာတော်အဖြစ်ဖုန်းလိုင်းတွေကိုပြန်လဲရရှိအောင် ကူညီနိုင်သလောက်ကူညီပေးကြပါဦးပြည်သူမှာပြည်သူပဲရှိပါတယ်မြမပြည်သူပြည်သားအားလုံးစစ်ဘေးရောတဘာဝဘေးရောကင်းဝေးကြပါစေအမီမဖို့ပြဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာမြမပြည်ကြီးအမြန်အေးချမ်းပါစေဆိုပြီးတော့စကိုင်းတိုင်းထိချိုက်မြို့နယ်ကနေပြီးတော့ပြဖို့လာတာပါเนาะဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အစီအစဉ်ပေါ့လေပြဖို့လာတဲ့စာတွေကိုနံပါတ်တွေအကောင့်နံပါတ်တွေဒါကျွန်တော်တို့ကဖော်ပြပေးခြင်းမရှိပါဘူးခင်ဗျာ ဒီနေ့ခင်မှာဆိုရင်လည်းကျွန်တော်တို့ဒီဆက်သွယ်ရေးစနစ်ဆိုတာကလူသားတွေအတွက်ဒါမရှိမဖြစ်အရေးပါတဲ့အရာတစ်ခုလို့ဖြစ်နေပါတယ်။ဒါအခုလိုဆက်သွယ်ရေးလိုင်းတွေပြတ်တောက်လို့အခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက်အခုလိုကိုစားပြောပြတာကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီအကြောင်းအရာကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကြားသိစေဖို့ကျွန်တော်တို့စီစဉ်ကနေပြီးတော့ဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကွာကျော်အခုတစ်ခေါက်ညီမဖက်ပြပေးမယ်ပေးစာကတော့ဘကူးတိုင်းထဲကစာပါ ကျမကပဲခူးတိုင်းဖြူးဖြူးနေကပြည်သူတူဦးပါတဲ့မြေမာပြည်သူပြည်သားများကျမကြပါစေအမေတော်အောင်ဆန်းစုကြည်နဲ့အမိများအားလုံးကျမကြပါစေအဆိုးဆုံးအခြေအနေကိုကြော်ဖြတ်ပြီးအကောင်းဆုံးအခြေအနေပြန်လည်ရောက်ရှိပါစေမိသားစုတွေအားလုံးပြန်လည်စုံစည်းနိုင်ပါစေပြည်သူတူဆိုပြီးရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါစာရေးသားပေးပို့လာတဲ့သူရဲ့ဆုတောင်းပြပါစေလို့တော်တူတူဘီဘီကနေလည်းထပ်မံဆုတောင်းပေးလိုက်ပါရှင် ဟုတ်ကဲ့ပါမတ်တီဗီကလက်ရှိဖန်ဆီးခံထားရတဲ့ဒါလူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အကြောင်းရေးသားထားတဲ့ဒါပေးစာကိုဖတ်ကြားလိုက်တယ်ဆိုတော့ကျွန်တော်မှလည်းဒါလူလူခေါင်းဆောင်အတွက်ပြပုလာတဲ့ကြံပြလေးတစ်ပုဒ်ရှိပါတယ်ရေးသားထားတဲ့ကြံပြလေးကိုဖတ်ပြရမယ်ဆိုရင် DBB ရုပ်တံမှဝန်ထမ်းအားလုံးရှင်လန်းချမ်းမြေပါသည်2016ခုနှစ်ကမဟာသီရိတုတ္တမမာတာလို့ဘွဲတသိမ့်အမည်နဲ့အမေစုအကြောင်းကိုကြံပြတစ်ပုဒ်ရေးသားပို့ခဲ့ပူပါတယ်တဲ့ အခုအမေစု180ပြည့်တွေတားနှစ်ယောက်ကိုသာတားတို့မိမိမာပါစီကဗျာကိုခန်းစားရေးပို့လိုက်ပါတယ်ခါကဗျာခေါင်းစဉ်လေးကတော့တားတို့မိမိမာပါစီတဲ့မွေးမြေနာဂရာတိုင်းဌာနသို့မေတ္တာပန်းတွေတဝေဝေဖြင့်ဉာဏ်ပြည်ရောက်နေမွေးမြေမိရဲ့ဖိဖိခါလဲထာဝရခွဲ၍ဝန်းနေကြည်မွဖြစ်မရပြီကိုလာလွယ်ကဆယ်လာမှမွေး